อธิกชนเนี่ยเนี่ยเปลี่ยนไปแล้วมาจุซูไล่ไปเลยก็จะเห็นได้ชัดค่ะว่า ในคลิปเสียงจริงแล้ว ตัวดิฉันเองก็ไม่ได้ได้อะไร แล้วดิฉันก็ไม่ได้เมื่อไงเนี่ยดีเอ็นนี่ชิ้นနိုင်ငံတစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ကမ္ဘောဒီးယားနဲ့နိုင်ငံနေဆက်အငင်းပွားရတာနဲ့ထိုင်းနိုင်ငံအတွင်းမှာနိုင်ငံရေးမငြိမ်မသက်တွေဖြစ်လာပါတယ်လက်ရှိထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ပီတိုနယ်ရှင်နယ်ဝတ်ထရာနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်တို့အကြားမှာဒီနေဆက်ကိစ္စနဲ့ပတ်သက်လို့သူတို့ရှင်အလွတ်တဘောဖုံးပြောဆွေးနွေးခဲ့တာရှိပါတယ် ဖြစ်ရှင်တော့အဲ့ဒီဖုံးပြောထားတဲ့အတန်ဖိုင်ကပေါက်ကြားသွားခဲ့ပါတယ်အဲ့ဒီပေါက်ကြားလာတဲ့ဒီအတန်ဖိုင်ကိစ္စနဲ့ပတ်သက်လို့ဒီဝန်ကြီးချုပ်ပေတုံတန်ရှင်ဝတ်ထရာဟာကြီးမားတဲ့နိုင်ငံရေးရိုက်ခတ်မှုတွေနဲ့ကြုံနေရပြီးတော့ယာတုကနေနှုတ်ထွက်ပေးရမယ့်အခြေအနေတစ်ခုကိုရင်ဆိုင်နေရပါတယ်အသက်38နှစ်နဲ့ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ယာတုကို ပိုင်ဆိုင်ထားတဲ့ပေတုံတန်ရှင်ဝတ်ထရာဟာဒီပေါက်ကြားသွားတဲ့အတန်ဖိုင်ကိစ္စတစ်ခုကြောင့်ယာတုကနေဆင်းပေးရမယ့်စင်ခေါ်ချက်တွေကို သူမအနေနဲ့တော်လုံးနိုင်မလားဆိုတာကိုအလုံးကစောက်ကြည့်နေကြပါတယ်။ထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးနဲ့ဝန်ကြီးချုပ်ဖြစ်လာတဲ့ပီတိုနယ်ရှင်နယ်ဝတ်ဒရာဟာနိုင်ငံရေးအရာအတွေ့အကြုံနုနေသေးတယ်ဆိုပေမဲ့သူမရဲ့ဒီရှင်နယ်ဝတ်မိသားစုအတိုင်းဝိုင်းကတော့နိုင်ငံရေးလောကမှာနုနေတဲ့သူတွေတော့မဟုတ်ပါဘူး။အထူးသဖြင့်သူ့ရဲ့အဖေတက်စင်ရှင်နယ်ဝတ်နဲ့သူ့ရဲ့အတော်ဖြစ်သူဒီရင်လက်ရှင်နယ်ဝတ်တို့ဟာဝန်ကြီးချုပ်အရာထူးကိုဒီအစဉ်အဆက်ယူခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်းဒီသမီးဖြစ်သူပေတိုနေရှင်နယ်ဝတ်ထရာဟာဝန်ကြီးချုပ်ရာထူးကိုအမွေတခုလိုဆက်ခံထားဆဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအမွေတွေဟာပေတုံတန်အတွက်ချုပ်မင်းတဲ့အမွေမဟုတ်ပဲခါတိတဲ့အမွေဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရှင်နယ်ဝတ်ထရာရဲ့ဒီမိသားစုနဲ့စစ်တပ်အကြမ်းမှာရာဇဝင်တွင်မဲ့ဒီနိုင်ငံရေးအရှုပ်အထွေးတွေရှိနေလို့ပါ။ဒါကြောင့်လည်းပောက်ကြားလာတဲ့အတန်ဖိုင်တခုမှဆိုလို့ရှိရင်ဒီပေတုံတန်ရှင်နယ်ဝတ်က ဒီထိုင်းနဲ့ကမ္ဘောဒီးယားနေဆက်မှာတာဝန်ယူနေတဲ့ထိုင်းစစ်တပ်အကြီးအကဲကိုဒီသူတို့မိသားစုရဲ့ဒီရန်ဖက်ဆိုပြီးတော့မှရည်ညွှန်းပြောဆိုခဲ့ပါတယ်။အဲ့ဒီလိုပြောဆိုလိုက်တာကြောင့်နောက်ဆက်တဲ့အနေနဲ့ဒီညွန့်ပေါင်းအစိုးရအဖွဲ့ထက်ကနေကွန်ဆာဗေးတစ်ပါတီတချို့နှုတ်ထွက်သွားပြီးတော့မှအတိုက်ခံပါတီတွေကလည်းသူ့ကိုယာတုကနေနှုတ်ထွက်ပွေဖို့တောင်းဆိုလာကြပါတယ်။တကယ်တော့ထိုင်းနိုင်ငံရဲ့နိုင်ငံရေးဟာအမြဲတမ်းကမောက်ကမဖြစ်နေပြီးအကွဲအပြစ်တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။ အခုလေဝင်တချုပ်ပင်တိုရှင်တို့ရဲ့အောက်ရှုံမှုဟာဒီလမ်းဆောင်လမ်းခွန်မှာရပ်တန့်တယ်လို့ဖြစ်နေပြီးတော့မှဒီနေဆက်ရေးရပြဿနာကိုဖြစ်ချင်းတဲ့အခါမှာမြစ်ပြင်းမှုတွေရှိနေတယ်ဆိုပြီးတော့ဒီထိုင်းနိုင်ငံရဲ့အတိုင်းဝိုင်းဒီနိုင်ငံရဲ့အတိုင်းဝိုင်းတွေကြားမှာပြောဆိုနေတာတည်းရှိလာပါတယ်ဒီလိုထိုင်းနိုင်ငံတမိုင်းမှာရောအာရှမှာပါအသက်အငယ်ဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်တဲ့ပင်တိုရှင်နယ်ဝတ်ထရာကဝေဖန်တန်တွေစင်ခေါ်တန်တွေကြားမှာ သူမဘလို့အဖြေရှာမလဲဆိုတာကိုဆက်ပြီးနားဆင်ရမှာဖြစ်ပါတယ်ပီတိုနေရှင်နယ်ဝဒရာလို့လူသိများတဲ့သူမဟာ2024ခုနှစ်မှာထိုင်းနိုင်ငံရဲ့30%တစ်ချက်မြောက်ဝန်ကြီးချုပ်အဖြစ်တက်လာခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့ဒီအမျိုးသမီးဝန်ကြီးချုပ်ထဲမှာသူ့ရဲ့အတော်ဒီရင်လက်ပြီးလို့ရှိရင်သူကဒုတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်ပါတယ် ဒီမှာရဲ့နိုင်ငံရေးခရီးပစ္စည်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဖြူတိုင်းပါတီရဲ့လူငယ်ဝင်းတစ်ခုကနေ2020နှစ်တခုနှစ်မှာစတင်လာခဲ့တာလို့သိရပါတယ်။အဲ့ဒီနောက်တဖြည်းဖြည်းနဲ့ဒီဖြူတိုင်းပါတီမှာဒီရှင်နဝမိသားစုရဲ့ဒီခေါင်းဆောင်အဖြစ်နဲ့ထင်ရှားလာခဲ့တယ်လို့လည်းပြောဆိုကြပါတယ်။2020တုန်းကနေရေကောက်ပွဲမှာတော့ဖြူတိုင်းပါတီကဝန်ကြီးချုပ်၃ဦးထဲမှာဒီလူကြိုက်အများတဲ့သူတွေထဲမှာပေါ့နော်။အဲသူကဒီထိတ်ဆုံးမှာပါတဲ့ဒီကိုစလေ တူးလဲဖြစ်ပါတယ်ဒါပေမဲ့ရွေးကောက်ပွဲမှာဖိတာဥဆောင်တဲ့ Move Forward Party ကအနိုင်ရရှိခဲ့ပါတယ်သို့တော်လည်း Move Forward Party ကစိတ်မကောင်းစုံနဲ့ပဲအစိုးရဖွဲ့ခွင့်မရခဲ့တယ်လို့ဖိတာကိုလည်းဘရင်စနစ်ကိုစန့်ကျင်တဲ့အတွက်နိုင်ငံရေးလှုပ်ခွင့်တွေပိတ်ပင်ခံလိုက်ရပါတယ်အဲ့ဒီလိုနဲ့ဖြူတိုင်းပါတီကဒုတိယမဲအများဆုံးနဲ့အစိုးရဖွဲ့ဖို့ထိတ်ဆုံကိုရောက်လာပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံရဲ့ဒီ2023နိုင်ငံရေးအရွေး အပြောင်းမှာအစမှာတင်းကမောက်ကမဖြစ်တယ်လို့ပြောလို့ရပါတယ်ဒီလိုကမောက်ကမဖြစ်နေတဲ့ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအရွေ့မှာဖြူထိုင်းပါတီကညွန့်ပေါင်းအစိုးရဖွဲ့ခွင့်ရခဲ့ပြီးဒီစရတထူရှင်ဆိုတဲ့ဒီအင်ချင်မီတထေးကြီးကိုဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့2024မှာစရတထူရှင်လဲဝန်ကြီးချုပ်ရာထူးကိုကြကြမထိန်းထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ဒီတက်စင်ရဲ့သမီးပစ်တုံတန်ရှင်နဝဒရာဟာဝန်ကြီးချုပ်ဖြစ်ဖို့အစပြုလာပါတော့တယ်ပစ်တုံတန်ဝန်ကြီးချုပ်ဖြစ်လာတာဟာသူ့ဘက်ကတက်စင်ရဲ့ဩဇာကြောင်းလို့လည်းပြောဆိုလာကြတာတွေကတစ်ချိန်တည်းမှာထွက်ပေါ်လာခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့လက်ရှိဝန်ကြီးချုပ်ပစ်တုံတန်ရှင်နဝဒရာဟာထိုင်းနိုင်ငံရဲ့ကျိုးဝတ်ရှင်းတာပြီးအင်အားကြီးမားတဲ့ရှင်နဝမိသားစုကနေမွေးဖွားလာသူတူဖြစ်ပါတယ်သူ့ရဲ့ရှင်နဝမိသားစုမှာပစ်တုံတန်ကတတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာသူတူလည်းဖြစ်ပါတယ်ပက်တိုလီယံဖက်ကယ်တက်စင်ဟာ2001ခုနှစ်ကနေ2006ခုနှစ်အတွင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးသူမအတော်ရင်းနှီးကလည်း2017ကနေ2014မှာဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒါပေမဲ့ဆင်ကွန်ဆိုနဲ့ပဲသူမရဲ့အဖေနဲ့ဒီအတော်ဖြစ်သူဝန်ကြီးချုပ်20စလုံးမှာစစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်ရှင်ဝေါ်ရဲ့မျိုးဆက်ဟာအတော်ဖြစ်သူရင်းနှီးလက်ထက်မှာစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ရှင်တော်မိသားစုရဲ့ဝင်ကြီးချုပ်နိဂုံချုပ်တော်တယ်လို့ထင်ရပါမယ်2020နဲ့၄ခုနှစ်မှာပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်လက်ရှိဝင်ကြီးချုပ်ဖြစ်နေတဲ့ပေတုံတန်ရှင်တော်ဟာသက်ရှင်ရဲ့အငယ်ဆုံးသမီးတဦးလည်းဖြစ်ပါတယ်သူတို့မိသားစုဟာထိုင်းစစ်တပ်နဲ့ထောက်ခံသူတွေကြားမှာအမြင့်ပဏိပခတွေရှိနေပါတယ်ပေတုံတန်ကိုယ်တိုင်ကတော့ဒီနိုင်ငံကြီးလောကထဲကိုမရောက်ခင်အချိန်တွေကိုကြည့်မယ်ဆိုလို့ရှိရင်သူဟာဒီစီးပွားရေးလောကထဲမှာအရင်လှုပ်ရှားခဲ့တဲ့သူတဦးဖြစ်ပါတယ် သူကဒီ SC Asset ဒီ Corporation ရဲ့ထိတ်တဲရှယ်ယာရှင်တူဖြစ်တယ်လို့ဒီ Time Con Foundation ရဲ့ Director တူလည်းဖြစ်ပါတယ်သူရပညာရေးဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့ကျူလာလောင်ကောင်တက်တုံမှာနိုင်ငံရေးသိပ္ပံလူမှုဘေဒမနုဿဘေဒဘာသာရပ်တွေနဲ့ဘွေရထားပြီးတော့မှဒီအင်္ဂလန်ကစရီတက်တုံမှာဟိုတယ်စီမံခန့်ခွဲမှုဘွေလွန်အတက်ပညာကိုလည်းတက်ရောက်တင်ကြားနေတယ်လို့သိရပါတယ်သူဘကရဲ့နိုင်ငံရေးအမွေနဲ့ ူ့ရဲ့လူငယ်ဆန်တဲ့ပုံရိပ်တွေကလူထုကြားထဲမှာအတော်လေးရေပန်းစားနေတာကိုတတိထားမိပါတယ်။2023ရွေးကောက်ပွဲမှာသူမကူအရင်အမာနဲ့မဲဆွဲခဲ့ပြီးဒီကလေးမွေးပြီးတာတိုင်အောင်မှဒီမနာပဲနဲ့မဲဆဲဆွေယုံခဲ့တဲ့သူ့ရဲ့ဇွေးလုံးလာတွေကလူထုကိုအတော်လေးဆွေးဆောင်မှုတွေရှိခဲ့ပါတယ်။အဲ့ဒီနောက်ထိုင်းနိုင်ငံရဲ့ဒီဒုတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်အဖြစ်ပါလီမန်မှာဒီထောက်ခံပေး3000နဲ့10နဲ့9မိနစ်အာနာရလာခဲ့တာ ဖြစ်ပါတယ်။ဒုမဟာ2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာတရဝင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။ဒါပေမဲ့လို့ဒုမရဲ့ဝန်ကြီးချုပ်တက်တန်ဟာတနစ်မပြည့်ခင်မှာပဲသူ့ဖက်ခင်နဲ့သူ့ရဲ့အတော်လိုမျိုးဒီရှောက်ထွေးတဲ့နိုင်ငံရေးစိန်ခေါ်ချက်တွေနဲ့ကြုံလာရပါတယ်။ဒါကဒုမရဲ့ဝန်ကြီးချုပ်ရာထူးကိုချင်းချောင်းနေတယ်လို့ယူဆလို့လည်းရပါတယ်။ပေတုံတယ်ရဲ့နိုင်ငံရေးအဆအမတွေဒီကြုံတွေ့လာရတဲ့အကြီးမားဆုံးနိုင်ငံရေးပြဿနာလို့ပြောရင်လည်း မမှားနိုင်ပါဘူးတကယ်တမ်းဒီရှင်နယ်ဝတ်ဒရာရဲ့မိသားစုရဲ့နိုင်ငံရေးတမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဟာထိုင်းနိုင်ငံရဲ့အဓိကအစိတ်ပိုင်းတစ်ခုလို့မြင်မိပါတယ်တက်ရှင်ဆိုတာထိုင်းနိုင်ငံမှာဘီလီယံနဲ့ရှိပြီးတော့မှကျိုးဝှက်ချမ်းသာပြီးကွန်တွေးပိုင်းမှာဆိုလို့ရှိရင်လည်းမင်းသားတူလို့နှမကြီးတဲ့သူလို့သိရပါတယ်သူဟာတယ်လီကွန်လုပ်ငန်းကနေစတင်ပြီးမီဒီယာလုပ်ငန်းအထိကိုချစ်ထွင်လုပ်ကန်ခဲ့တယ်လို့လည်းသိရပါတယ် နောက်ပြီးတော့ဒီသူ့ရဲ့ set corporation ဟာထိုင်းနိုင်ငံရဲ့အင်အားအကြီးဆုံးကုမ္ပဏီတစ်ခုထဲမှာပါဝင်ပါတယ်။တက်စီရဲ့မူဝါဒဟာဒီထိုင်းနိုင်ငံကဒီစီးရင်သားတွေအတွက်အရင်ကိုဆွေးဆောင်မှုရှိခဲ့တယ်လို့သိရပါတယ်။အထူးသဖြင့်30ပတ်တန်နဲ့ဒီရှေးကုတမှုအစီအစဉ်တွေနောက်ပြီးဒီဂျေးလက်ဒေတာကဒီဖွံ့ဖြိုးတိုးတက်ရေးအတွက်သူ့ရဲ့မူဝါဒတွေဟာလူထုကအတော်လေးကြိုက်ခဲ့တဲ့ဒီခေါင်းဆောင်တဦးအဖြစ်ဒီအများကြီးအသိမှတ်ပြုခဲ့ကြတယ်လို့ထိုင်းနိုင်ငံအတွင်းမှာပြောဆိုကြတာတွေရှိပါတယ်။ ဒီလိုနဲ့တက်ရှင်ဟာထိုင်းရထိုင်းပါတီကလည်း၂၀၀၀နဲ့တခုနှစ်မှာဝင်ကြီးချုပ်ဖြစ်လာပြီးလူထုကြိုက်တဲ့ဒီမူဝါဒတွေနဲ့ထိုင်းနိုင်ငံရေးကိုပြောင်းလဲခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ဒီ၂၀၀၆ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းပြီးသူ့ကိုဖိရှားလိုက်ပါတယ်။သူဟာနိုင်ငံပြည်ပကိုထွက်ပြေးနေခဲ့ရပြီး၁၅နှစ်အကြာပြည်ပမှာတင်းချောင်နေခဲ့ရပြီးတော့ဒီသူ့ရဲ့ဒီပါတီကလည်းအဲ့ဒီအချိန်ကနေစလို့ဖျက်သိမ်းခံရရတယ်လို့သိရပါတယ်။ သူညီမရင်းနှက်ကလည်း2012ခုနှစ်မှာဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး2014ခုနှစ်မှာစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ရာထူးကနေဖယ်ရှားခံခဲ့ရပြန်ပါတယ်။ဒီလိုနဲ့ရှင်နိုဒံမိသားစုဟာထိုင်းစစ်တပ်နဲ့ဘရင်စနစ်ကိုထောက်ခံတဲ့အဒီရှောက်ဝအုပ်စုလို့ခေါ်တဲ့အဒီသူတွေနဲ့အမြဲတမ်းဆန့်ကျင်ဘက်ဖြစ်နေတယ်လို့သိရပါတယ်။ဒီပဏိပကဟာရှက်နေရှောက်ဝအုပ်စုတွေကြားနိုင်ငံရေးတက်တနာတွေကိုပုံမှုဆိုးဝါးစေခဲ့တယ်လို့သိရပါတယ်။တက်စင်ရဲ့2020နဲ့3ခုနှစ်မှာ ထိုင်းကိုပြင်လာတော့ဒီပေတုံတန်ရဲ့နိုင်ငံရေးဥဆောင်မှုနဲ့စစ်တပ်နဲ့ဘရင်စနစ်ကြမှာဒီတမိုင်းဝင်ညှိနှိုင်မှုတစ်ခုရဲ့ရလက်တစ်ခုရမယ်လို့အလုံးကထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီညှိနှိုင်မှုဟာတကယ်တမ်းရည်ရှိတည်မြဲမလားဆိုတာကတော့အာတိတ်ပြီးရည်ရရအနေထားမှာမရှိပါဘူး။နောက်ပြီးတော့တက်ဆင်တဲ့ဒီရင်းလက်ကြမှာဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့သူတွေလည်းရှိပါသေးတယ်။ပြောရရင်တက်ဆင်ဝန်ကြီးချုပ်ပြုတ်ပြီးတဲ့နောက်မှာဒီ ဒီ people power party ဆိုပြီးတော့မှတက်ဆင်ကပုံစံတစ်မျိုးနဲ့ဒီထိုင်းနိုင်ငံရေးမှာနောက်ွယ်ကနေပါဝင်ခဲ့ပါသေးတယ်။ဒါပေမဲ့ဒီအကြောင်းလေးကိုပြောမယ်ဆိုလို့ရှိရင်ဒီရှေ့တော်မှာစိုးတဲ့အတွက်အဓာတ်တွေကိုခြံလက်ပြီးအဓိကဒီရှင်နဝမိသားစုနဲ့ဒီထိုင်းနိုင်ငံရေးလောကကရဲ့အကြောင်းလေးကိုပဲအဓိကထားပြောတော့ပါမယ်။ထိုင်းနိုင်ငံရေးပြဿနာဟာနှစ်ပေါင်များစွာကတည်း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 ကအခွေအပြစ်တွေရရလိုက်လို့ဆိုရပါတယ်။ အဓိကအကြောင်းရင်းတွေထဲမှာဘရင်စနစ်နဲ့စစ်တပ်ရဲ့နိုင်ငံရေးထဲဝင်ရောက်ဆွတ်ပတ်မှုတွေအပြင်လူဒန်းစားတဲ့အကြမ်းမှာကွာဟမှုတွေကြောင့်ဒီထိုင်းနိုင်ငံရေးအကြမ်းမှာမပြင်းမလဲမကြေလည်မှုတွေရှိနေတယ်လို့တုံးသက်သူတွေကပြောကြပါတယ်2000နှစ်တခုနှစ်မှာတက်ရှင်ကအနိုင်ရပြီးတဲ့နောက်ဒီလူထုကိုဥတည်တဲ့မူဝါဒတွေကလူဒန်းစားတွေနဲ့ဒီလူလက်တန်းစားတွေနဲ့ဆင်းရဲသားတွေကိုဒီအများကြီးဆွေးဆောင်နိုင်ခဲ့တယ်လို့ပြောကြပါတယ်ဒါမှမဟုတ်အဲ့ဒီမူဝါဒတွေအကြောင်းပဲ ဘရင်စနစ်နဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့ဒီမြို့ပြအထက်တန်းစားတွေဂျာမာဒါပဏိပခတွေရှိခဲ့တယ်လို့ဆိုပါတယ်2006 2014အာနာသိမ်းမှုတွေကဒီအကွေးပြစ်တွေရဲ့အထုအထိတ်ကိုရောက်ခဲ့တယ်လို့ဆိုကြပါရယ်ရှက်နေဒီဖြူတိုင်းပါတီထောက်ခံသူတွေနဲ့ရှက်ဝါဘရင်စနစ်ဒါစစ်တပ်ကိုထောက်ခံသူတွေအကြမ်းမှာလမ်းမော်ဆန္ဒပြတာတွေဒီအကြမ်းဖက်မှုတွေဟာထိုင်းနိုင်ငံကိုနှစ်ပိုင်းကွဲသောစေတယ်လို့ဆိုကြပါရယ် 2010မှာဒီရှက်နေဆန္ဒပြသူတွေကိုစစ်တပ်ကဖြိုခွင်းရမှာလူအများကြီးတော်တော်များများဒီထိခိုက်တိုက်စမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒီပြဿနာတွေဟာစီးပွားရေးကော်ဟမှုတွေနောက်ပြီးဒေတာလိုက်မငြိမ်းမြမှုတွေနဲ့စစ်တပ်ရဲ့နိုင်ငံရေးတည်ခွင့်ရောက်ဆွတ်ဖက်မှုတွေကြောင်းပုံမှန်ဆွေးဝါးစီခဲ့တယ်လို့ပြောကြပါတယ်။ဒါတွေဟာပေတုံတဲရဲ့အုတ်ချုပ်မှုမှာသူမရင်ဆိုင်ရမယ့်ရှစ်ပြေးစိန်ခေါ်ချက်တွေလည်းဖြစ်လာပါတယ်။ လက်ရှိဒီထိုင်းနိုင်ငံရဲ့ဟာမတည်မငြိမ်မှုတွေနဲ့ပြည့်နေပါတယ်ပင်တိုနယ်ဟာဝန်ကြီးချုပ်ဖြစ်လာပြီးတနည်းမပြည့်ခင်မှာပဲပြဿနာကြီးနှစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ပထမတစ်ခုကတော့ဒီကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖွန်ဆင်နဲ့ဖုံးပြောဆိုမှုတစ်ခုပေါက်ကြားခဲ့တာဖြစ်ပါတယ်ဒီအတန်ပိုင်းလေးမှာပင်တိုနယ်ကထိုင်းစစ်တပ်ဝန်ရင်အရာရှိကြီးတဦးကိုဝေဖန်ခဲ့ပြီးသူ့ရဲ့ပြည်တွင်းမှာဖိအားတွေရှိနေတဲ့အကြောင်းကိုဒီဟွန်ဆင်ကိုရင်းရင်းနှီးနှီးနဲ့အာရင်ဖွင့်ရင်ဖွင့်ခဲ့တဲ့ပုံစံတွေကြောင့် ဒါထိုင်းနိုင်ငံရေးမှာပွက်လောရိုက်လာတဲ့အနေအထားမှာဖြစ်ပါတယ်ဒီအတန်ပိုင်ဟာထိုင်းစစ်တပ်နဲ့သူ့ရဲ့ဆက်ဆံရေးကိုဖိုးပြီးတင်းမာစေခဲ့ပါတယ်ဒုတိယပြဿနာကဒီအတန်ပိုင်ပေါက်ကြလာတဲ့အတွက်ကြောင့်သူ့ရဲ့ညွန့်ပေါင်းအစိုးရထဲကဒီပါတီတချို့နှုတ်ထွက်ဖို့ချင်းချောင်းနေကြတာပါပဲဒီအခြေအနေတွေကသူ့ရဲ့အုပ်ချုပ်မှုကိုပို့ပြီးတော့မှအာဏာစေခဲ့ပါတယ်ထိုင်းစစ်တပ်ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးကလည်းနိုင်ငံရေးမတည်မငြိမ်မှုတွေကိုစိုးရိမ်ကြောင်းပြသထားပါတယ် ဒါအပြင်ထိုင်းစီးပွားရေးကလည်းကျဆင်းနေတဲ့အခြေအနေမှာရှိနေပါသေးတယ်။ပေတုံနယ်ရဲ့အစိုးရဟာစီးပွားရေးပြည်လည်နယ်လန်ထူလာဖို့ကြိုးစားနေပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကဒီအတားအဆီးတွေဖြစ်နေတယ်လို့ဆွေးနွေးမှာပါ။ဒါတွေအလုံးကသူ့ရဲ့ဝန်ကြီးချုပ်ရာထုကိုပို့ပြီးမရင်မရဖြစ်စေပါတယ်။ဇွန်လ15ရက်နေ့ကဒီပေတုံနယ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆဲတို့ဖုံးပြောဆုခဲ့တဲ့ဒီအတန်ဖိုင်ဟာဒီဇွန်လ18ရက်နေ့လောက်မှာပေါက်ကြားလာခဲ့တယ်ဗောလေ ဒီအသက်ပိုင်းကဒီဟွန်ဆန်ကနိုင်ငံရေးသမား80ဦးထဲကိုသူကအဲ့ဒီထဲက80ဦးထဲကပေါ့လေဒါတူကိုမြှောက်ဝင်လိုက်တဲ့အတွက်ကြောင့်ဒီကြားထဲမှာပေါက်ကြလာတယ်လို့ဆိုပါတယ်ဒီပြည်ကထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာနေဆက်အငင်းပွားမှုကိုပုံပြီးဒီမှာဈေးခဲ့တာပါပီတုံနယ်ကဒီအသက်ပိုင်းကိုမှတ်တမ်းရယူပြီးပြန်ဖြစ်ဝင်မယ်လို့မသိခဲ့ဘူးလို့သူမကပြည်သူတွေကိုတောင်းပန်ထားတာလည်းရှိပါတယ်ထိုင်းနိုင်ငံကြားရေးဝန်ကြီးကလည်းဒီအသက်ပိုင်းကိုဖွင့်ချခဲ့တဲ့ကမ္ဘောဒီးယားရဲ့လုပ်ရဲကိုကန့်ကွက်တယ်လို့ တည်ဝင်စာဖုတ်ထားတယ်လို့လည်းသိရပါတယ်ဒီဖြစ်ရဟာပေတုံတဲ့နိုင်ငံရေးပုံရိပ်ကိုထိခိုက်စေပြီးသူ့ရဲ့မဟာမိတ်နဲ့ဒီစစ်တပ်ရဲ့ဆက်ဆံရေးကိုပို့ပြီးတော့မှရှုပ်ထွေစေပါတယ်နိုင်ငံရေး၊ဝါရင်းဖြစ်တဲ့ဒီနိုင်ငံတနိုင်ငံကိုနှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ဟွန်ဆယ်လိုနိုင်ငံရေးသမားကဒီမနေ့တနေ့ကမှဝန်ကြီးချုပ်ဖြစ်လာတဲ့ဒီမနှူးနဲ့သေးတဲ့ဒီပေတုံတန်ကိုနိုင်ငံရေးအရာထုနှက်လိုက်တာဟာနောက်ကျုပ်ကိုဒီဓာတ်နဲ့ထိုးလိုက်တယ်လို့ဖြစ်ပါတယ် ခွန်ဆင်လိုနိုင်ငံရေးသမားနဲ့အဒီလက်ရှိဝန်ကြီးချုပ်ပေတုံတန်ရဲ့အဖေတက်စင်တဲ့ကဒီတငေချင်းတွေလိုလည်းအတိထားပြီးတော့မှသူတို့မိသားစုနဲ့အမ်ဒမရင်းနှီးတဲ့မိတ်ဆွေကောင်းလို့လည်းသိရပါတယ်ဒီလိုနှစ်ပေါင်းများစွာရင်းနှီးလာတဲ့ဒီဟွန်ဆန်နဲ့ရှင်နဝတ်တို့ဆက်ဆံရေးဟာဒီမာတွေပြီးဆုံးသွားနိုင်ပါတယ်ပေတုံတန်ဟာအခုဆိုရင်ကြောင်ပိတ်မိနေပြီးသူ့ရဲ့လှုပ်ရှားနိုင်မယ့်နေရာတွေဟာအကန့်အသတ်တွေရှိလာပါတယ်ဒီဘန်ကောက်က ချူရလကွန်တက်ကတူရဲ့နိုင်ငံရေးသိပ္ပံပညာရှင်တီတနဲပေါန်ဆူဒီရက်ကဒီပစ်တုံတန်ကအခုခုခံကာကွယ်လို့မရတော့ဘူးလို့လည်းပြောထားပါတယ်စစ်တပ်ကအာနာပြသိမ်းနိုင်ချေကိုတော့ဒီအတိအကျခက်မလို့မရဘူးလို့ဒီ ISP မြန်မာရဲ့ညွှန်ကြားရေးမှူးဦးအောင်သူကြီးကလည်းပြောဆိုထားတာရှိပါတယ်ဒါပေမဲ့စစ်တပ်ရဲ့တမိုင်းကိုပြင်ကြည့်ရင်2006နဲ့2017အာနာသိမ်းမှုတွေဟာဒီနိုင်ငံရေးမတည်ငြိမ်မှုတွေကိုအကြောင်းပြပြီးဖြစ်ခဲ့တာပါ ြောရရင်မြန်မာနိုင်ငံမှာလိုနိုင်ငံရေးဒါမတည်ငြိမ်မှုကိုဒီအကြောင်းပြပြီးစစ်တပ်ကအာဏာသိမ်းတဲ့သဘောဖြစ်ပါတယ်။အခုပေတုံတန်ရဲ့အုပ်ချုပ်မှုအနိုင်လာမယ်ဆိုရင်ဒီစစ်တပ်ကထပ်ပြီးဝင်ရောက်ဆက်ဖက်မယ်လို့ဒီအများကြီးအယူဆတွေကရှိနေကြပါတယ်။ပေတုံ National Ultra ရဲ့ဒီဝန်ကြီးချုပ်ရာထူးဟာအခုဆိုလို့ရှိရင်မရေရာတဲ့အခြေအနေမှာရှိနေပါတယ်။သူ့ရဲ့နိုင်ငံရေးနောက်ခံသူ့ရဲ့မိသားစုတမိုင်းနဲ့ဒီစစ်တပ်ရဲ့ပဋိပက္ခတွေဟာသူ့ရဲ့ ီအုပ်ချုပ်မှုကိုအများကြီးအကန့်အသတ်ဖြစ်စေပါတယ်။ကမ္ဘောဒီးယားနဲ့နေဆက်ပြဿနာတွေထိုင်းစစ်တပ်နဲ့တင်းမာမှုတွေအပြင်စီးပွားရေးအကျပ်တွေကလည်းဒုမတဲ့အတော်လေးကိုစင်ခေါ်ချက်တွေကြီးနေပါတယ်။ထိုင်းနိုင်ငံရဲ့ဒီအနာဂတ်ဟာပင်တုံနယ်နိုင်ငံရေးမဟာဗျူဟာတွေနဲ့စစ်တပ်ရဲ့သဘောထားတွေအပေါ်မှာအများကြီးမူတည်နေပါတယ်။စစ်တပ်ကအာဏာပြန်သိမ်းမလားဆိုတာမသိကြပါမယ်။တမိုင်းကတော့ဒီလိုဖြစ်နိုင်ခြေတွေကိုငင်းမရဘူးဆိုတာဒီနတ်စင်ကြတဲ့ပြည်သူတွေအားလုံးသဘော ပေါက်ကြမယ်လို့မျှော်လင့်ပါတယ်။ Thank oh, you.